အခုတွေ့မိနေရတဲ့ဖခင်ကြီးကတော့သခိုင်းကစွမ်းပုံညာရှင်ဖခင်ပဲဖြစ်ပါတယ်ခင်ဗျာတော်တော်လေးကိုမှပျက်စီးသွားတယ်ဗောနော်တွေ့မိရတဲ့အတိုင်းတော်တော်လေးကိုမှပျက်စီးသွားတယ်အဲဒီဖခင်ပရဝံအတွင်းမှာရှိတဲ့နေရာတော်တော်များများလဲရရမရှိလောက်အောင်ကိုပျက်စီးသွားတယ်ဗောနော်ဇောင်းနှန်းနေဆိုလို့ရှိရင်လည်းတော်တော်ပျက်စီးသွားတယ်အခုဒီ ဒီဘက်တောင်ကနေလှမ်းပြီးတော့ရိုက်တဲ့ဟိုဘက်တောင်ကတော့ဒါစကိုင်းတောင်ယူပေါ့နော်စကိုင်းတောင်ယူဆိုလို့ရှိရင်လည်းရစရာမရှိအောင်ကိုတော်တော်လေးကမှပျက်စီးထိခိုက်သွားတယ်အပြက်အစီးတွေတော်တော်များသွားတယ်ပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဘူယိုလေးကိုအပြည့်အဝဆက်ပြီးကြည့်လိုက်ကြရအောင်နော်ပုံညာရှင်ဖရာအရှင်နေဖြစ်ပါတယ် ဒီဘက်ဆောင်းနှန်းလေးလည်းပဲဒါချင်းနေမကောင်းဘောနော်အိုးဘက်တောင်ကုန်းဒီဘက်ကဖရားလေးလည်းပါသွားပြီဘောနော်ဒီမှာဘုညီဘုံဖြစ်ပါအာအီယော်ရီမြေကမ်းဘက် ရင်တော့ဒီနားလေးတွေမှာဒါဓပုံလေးတွေရိုက်လို့ရတဲ့နေရာလေးတွေဒါမီးလောင်နေရတာဦးစီ ဆွမ်းဦးပုံညာရှင်ဖရာကတော့တွေ့ရတဲ့အတိုင်းတော်တော်လေးကိုမှပျက်စီးထိခိုက်သွားတယ်ပေါ့နော်အဲပျက်စီးဆုံးရှုံးသွားတယ်လည်းတော်တော်များတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီမြန်မာလူမျိုးတွေရဲ့တရားတရားကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့မြင်ကြရအောင်ပါပါနော်ဒီမစိုးရင်ကြောင်းတကြီးကိုအတစ်ထပ်ပြီးတော့ဆောက်လို့လှူဒန်းတဲ့ဇွဲထက်မိသားစုလိုမျိုးပဲအာဒီဆွမ်းဦးပုံညာရှင်ဖရာကိုလည်းပေါ့နော်အတစ်ထပ်မှပြီးတော့ပြုပြင်မွမ်းမံမဲ့အလှူရှင်တွေအမြန်ဆုံးပေါ်ပေါက်လာကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ပေါ်လဲပေါ်ပေါက်လာမှာပါနော်ကျွန်တော်တို့ရဲ့မြန်မာတွေရဲ့တရားတရားကိုအထက်တန်တာကိုကျွန်တော် ို့ထပ်ပြီးတော့တွေ့မြင်ကြရအောင်ပါပါเนาะကဲအားလုံးပဲဒီအန်တရကင်းလေ့ရှင်းနိုင်ရပါစေလို့လည်းကျွန်တော်စုမွန်ထပ်ပြီးတော့ဗောနော်တောင်းပေးလိုက်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့နောက်ဗီဒီယိုတွေကြမှာပြန်တွေ့ကြပါမယ်เนาะ